Human News Chronicle ဒီဇင်ဘာလ2ရက်နေ့မြင်တွင် JCB နဲ့စစ်ကောင်စီရဲ့ NSBN စီလိုကိုအင်ဒိုနီးရှားကဖိတ်ကြားဆွေးနွေး Joint Coordination Body လို့အင်္ဂလိပ်ဘာသာနဲ့အမည်ပေးထားပြီးမြန်မာဘာသာနဲ့ဆိုပူရဲညီနိုင်အဖွဲ့လို့အတိတ်ပဲရတဲ့ GCB အဖွဲ့တွေမှာပါဝင်ကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေတပတ်မှာအာနာသိန်းစစ်ကောင်စီဘက်ကအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ်မြင်းချင်းဤပေါ်ဆောင်မှုညှိနှိုင်းဆွေးနွေးကော်မတီ NSPNC တို့ကိုအင်ဒိုနီးရှားနိုင်ငံကနိုင်ငံတည်ဆောက်ရေးအလို့သဘောဆွေးနွေးရေးအစည်းအဝေးအတွက်ဖိတ်ကြားခဲ့ပြီးအခုရက်ပိုင်းမှာ ဖိတ်ကြားတဲ့အင်ဒိုနီးရှားနိုင်ငံကအဖွဲ့နဲ့တည်ကြားစီတွေ့ဆုံဆွေးနွေးကြတဲ့သတင်းတွေစတင်ပေါ်ထွက်လာခဲ့ပါတယ်။ BBC မြန်မာပိုင်းသတင်းမှာဖော်ပြထားတဲ့အရာ ရှမ်းဖွဲ့စီအများစုပါဝင်နေတဲ့ Joint Coordination Body နဲ့ NSPNC က Photo Sonayo ကောင်းဆောင်တဲ့အဖွဲ့တွေ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိနေကြပြီးမြမအရေးကိုအပြေရှားဖို့အင်ဒိုနီးရှားနိုင်ငံရဲ့ကိုယ်စားလှယ်အဖွဲ့နှစ်ဖက်အဖွဲ့အစည်းတွေနဲ့တီးခြားစီတွဲဆောင်ဆွေးနွေးနေကြတယ်လို့ဖော်ပြထားပါတယ် GCB ဆိုတဲ့အဖွဲ့ကိုယူရိုဘာမယုံကဥဟန်ညာဝေကကမာကတာလုပ်ပြီးယမန်နဲ့အတွင်းသောထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒီအဖွဲ့ထဲမှာရှန်လန်နဲ့ကိုင်အဖွဲ့နဲ့ နိုင်ငံရေးအင်အားစုတွေအများစုပါဝင်တယ်လို့ပြောဆိုနေကြသလိုရှမ်းမဟုတ်တဲ့တိုင်းတာလက်နက်ကန်အဖွဲ့ချုပ်လည်းပါဝင်နေကြတယ်လို့တရင်းရင်းမြစ်တချို့ကပြောဆိုထားပါတယ်။ KNU, KNPP, NUG တို့ပါဝင်တယ်လို့ NUCC လည်းပါဝင်တယ်လို့ဆိုကြပေမယ့်တရားဝင်လူသိရှင်ကြားထုတ်ပြန်ကြေညာတာတွေတော့မတွေ့ရသေးပါဘူး။ဥဟန်ညဝေဟာတမရဟောင်းဆက်ရှိတိုက်ရဲသားဖြစ်ပြီးပြည်ပမှာနေထိုင်တဲ့မြန်မာနိုင်ငံရေးဆောင်ရွက်သူတဦးဖြစ်ပါတယ်။ JCB ဖွဲ့ကမြန်မာနိုင်ငံရဲ့ပြည်ထနာကိုဘယ်ရှူတော်ကချင်းကပ်ဆွေးနွေးမလဲစစ်ဆက်ညှိနှိုင်းဆွေးနွေးရေးလားလက်ရှိလက်နက်ကိုင်ပဋိပက္ခကိုအဆုံးတတ်ဖို့ရည်ရွယ်လှုံ့ဆော်တာလို့နားလည်ရပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရတို့လည်းပါဝင်နေတာကြောင့်လက်နက်ကိုင်ပဋိပက္ခရဲ့ဘက်နက်ဘက်ကအဖွဲ့တွေအလုံးမဟုတ်တဲ့အတိုင်းအရေးအတွက်တစ်ခုထိပါဝင်နေကြတာဖြစ်ပါတယ်။နှစ်ပေါင်း80ကျော်80မိသားကြာရှည်လာတဲ့မြန်မာနိုင်ငံရဲ့ဖြစ်ရင်းစစ်လို့ပဲခေါ်ခေါ် လက်နက်ကိုင်ပဋိပက္ခလိုပဲဆိုဆိုဒီစစ်ပွဲကိုဘသူတွေကအဆုံးသတ်နိုင်စွမ်းရှိကြပါသလဲစစ်ဝါဒစစ်တပ်ကြောင့်ပြည်ရင်းစစ်ဖြစ်ပွားနေရတယ်လို့ကောက်ချက်ချမှုရှိတယ်လို့1948ခုနှစ်ကနေ1962ခုနှစ်ထိကာလကပါစာပလအစိုးရနဲ့လက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ဖြစ်ပွားတာလို့လည်းစစ်တပ်ကတုံ့ပြန်ပြောဆိုမှုပါတယ်အာနာယအစိုးရနဲ့လက်နက်ကိုင်လမ်းစဉ်ကိုကင်ဆယ်ထားတဲ့ ကိုင်းသာလဝဲလက်ရအင်အားစုတွေကတိုက်ခိုက်ကြရမှာစစ်တပ်ကခုခံကာကွယ်တိုက်ခိုက်ကြလို့စင်ကြေးပြီးပြောဆိုပူပါတယ်1962ခုနှစ်ကနေအခုလက်ရှိအချိန်ထိပြည်ရင်းစစ်ကတော့အာဏာသိမ်းခဲ့တဲ့စစ်တပ်ကဖွဲ့စည်းအုပ်ချုပ်တဲ့မဆလတပါတီအစိုးရနာဝတာ နာဖာအစိုးရနဲ့2021ခုနှစ်နောက်ပိုင်းအာဏာသိမ်းနာဆကအစိုးရတို့ကိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်2021ခုနှစ်ဆီယနာသိမ်းမှုနောက်ပိုင်း တောက်လောင်လာတဲ့စစ်မီးကနှစ်ပေါင်း80ကျော်80နီးပါးအတွင်းဒုတိယမြောက် full scale civil war တနိုင်ငံလုံးတိုင်းတာနဲ့ကြည်ကြဲပြင်းပြင်းဖြစ်ပွားတဲ့ပြည်တွင်စစ်ဖြစ်ပါတယ်1952ခုနှစ်နောက်ပိုင်းအပြင်းထန်ဆုံးပြည်တွင်စစ်နယ်ပယ်တံပြန့်ဆုံးအတိုင်းတာနဲ့ဖြစ်ပွားတဲ့စစ်ထိခိုက်သေးဆုံးမှုအရေအတွက်စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်ရသူအများဆုံးနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးပြည်တွင်စစ်ဖြစ်ပါတယ် ခုတစ်ကြိမ်ဖြစ်ပွားတဲ့ပြည်တွင်းစစ်ဟာစစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မယ်လို့ကြွေးကြော်ထားကြသလိုစစ်တပ်ကိုအပြီးတိုင်အနိုင်ယူဖို့နိုင်ငံရေးအာဏာနယ်ပယ်ကိုဘယ်တော့မှပြန်မလာတော့ဘူးအဆုံးတိုင်အနိုင်ယူမယ်လို့ကြွေးကြော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီ9နှစ်တာနိဗာကာလအတွင်းလက်နက်ကင်နဲ့အရက်သားတောင်းကနန်းနဲ့ချီထိခိုက်တိုက်စုံခဲ့ကြပြီးလည်းဖြစ်ပါတယ်။အခြေခံအဆောက်အဦလမ်းပန်းဆက်သွယ်ရေးကုန်စည်ကူတမ်းမှုနေဆက်ကုန်သွယ်ရေးစိုက်ပျိုးထုတ်လုပ်မှုတွေပြည့်စည်ထိခိုက်ခဲ့တယ်လို့ တည်ရန်စားတောင်းတဲ့တဘာဝပတ်ဝန်းကျင်တွေလည်းတိမောစွာထိခိုက်ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။စစ်ပွဲရဲ့အကျိုးဆက်ကလက်နက်ကင်တပ်ဖွဲ့ဝင်တွေအသက်ဆုံးရှုံးတာဒဏ်ရာရတာတွေရှိတယ်လို့လက်နက်မကင်တဲ့အရဲသားတွေလည်းထိခိုက်သေးဆုံးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့စစ်ပွဲကဆက်လက်ဖြစ်ပွားနေစေဖြစ်ပါတယ်။အခုလိုအင်ဒိုနီးရှားနိုင်ငံကကမာကတာလုပ်တဲ့ဆွေးနွေးပွဲမှာတဖက်နဲ့တဖက်မျက်နှာချင်းဆိုင်ဆွေးနွေးခြင်းမရှိသေးတဲ့အတိုင်းအင်ဒိုနီးရှားနိုင်ငံကမြန်မာရေးအတွက်လှုပ်ဆောင်တဲ့အဖွဲ့ကို ုနှစ်တိုင်ထားပြီးမိမိတို့ရက်ဒီချက်လိုလားချက်တွေကိုပြောဆိုကြလိမ့်မယ်လို့မှန်းဆရပါတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကစုံကန်းတိုင်ပေါ်နီးလာပြီလားဒါမှမဟုတ်နောက်ထပ်ဆက်လက်တိုက်ခိုက်နိုင်ဖို့အင်အားဖြည့်ဆည်းရင်ဒီပရိရဲ့အရာဆွေးနွေးစကားပြောဆိုကြတာလားဆိုတာတော့လောလောဆယ်မှာကောက်ချက်ချဖို့စောနေသေးတယ်လို့ဆိုရမှာဖြစ်ပါရဲ့ရှင်။ လေယာဉ်ပျောက်ဆုံးသွားပြီးဆယ်စုနှစ်တခုကျော်ကြာမှမလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်ကိုပင်လယ်ရင်ထဲပိုင်းမှာပြန်လည်ရှာဖွေမှုကိုစတင်မယ်လို့မလေးရှားအလားပိုင်းတွေကကြေညာလိုက်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတည်ထားတင်တာလေးရှိပါတယ်။ MH370 လေယာဉ်ဟာ2014ခုနှစ်မတ်လ10ရက်နေ့တုန်းကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တော်ကနေဘေကျင်းကိုပြန်တန်းစဉ်လိုက်ပါစီးနင်းသူ239ဦးနဲ့တူခြေရာလက်ရာမကျန်းပျောက်ဆုံးသွားခဲ့ပါတယ်။လေယာဉ်မှုကကွာလာလမ်ပူးကို good night malaysia 370လို့ရေဒီယိုကနေပြောခဲ့တာဟာဗီယက်နမ်လေးပိုင်းတဲ့အထက်မဝင်ခင်နောက်ဆုံးပြောခဲ့တဲ့စကားဖြစ်ပါတယ်ဗီယက်နမ်ဘက်ရောက်တော့လေကြောင်းတင်းသေးစကန်းနဲ့ဆက်သွယ်မလုပ်နိုင်ခဲ့ပါဘူးလေရင်တနည်းပြတဲ့ transporter ဆက်ကလည်းမိနစ်ပိုင်းကြာမှပိတ်သွားခဲ့ပါတယ်လေရင်ကလမ်းကြောင်းပြောင်းပြီးတောင်ဘက်အိန္ဒိယသမုတ်တရအဝေးပိုင်းစီဥတီသွားခဲ့တာကိုစစ်ဘက်ဆိုင်ရာရေဒါတွေမှာတွေ့ရှိခဲ့ရပါတယ်ဂျူရုချက်လက်တွေရဒီ Boeing 777လေယာဉ်ဟာစီကုံတဲ့အထိနိုင်ပေါင်းများစွာဆက်လက်ပြန်တန်းခဲ့ပြီးမှ လူသူမရောက်တဲ့သမုဒ္ဒရာပိုင်းတွေကိုပြတ်ကျသွားတယ်လို့ယူဆရပါတယ်။တမိုင်းမှာအကြီးအမားဆုံးနိုင်ငံတကာလေယာဉ်ပူးပေါင်းရှာဖွေမှုတွေလုပ်ခဲ့ကြပြီးအနောက်ဩစတြေးလျကမ်းလွန်ရေရောက်ကျန်းပြင်စတူယန်မိုင်၄6000လောက်ထိရှာခဲ့ကြတာပါ။ဒါပေမဲ့2015နဲ့2016မှာကမ်းခြေတင်းလာတဲ့အပိုင်းအစတချို့ကလွဲပြီးလေယာဉ်ပျက်စီးကိုမတွေ့ရပါဘူး။2019ခုနှစ်ဇန်နဝါရီလမှာတော့ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ပါတယ်။လေယာဉ်ဟာပြန်ပြီးဆွဲခံရတာလား၊လေပြင်းအားရောကြသွားတာလား။ စက်ချုပ်ရင်းသွားတာလားဆိုပြီး theory မျိုးမျိုးရှိပါတယ်။အကူအညီတောင်းတာငွေညစ်တာမျိုးမရှိသလိုစက်ပိုင်းဆိုင်ရာချုပ်ရင်းချက်သို့မဟုတ်ယာသီဥတုဆိုးရွားတဲ့ထောက်ထားလည်းမရှိပါဘူး။သမုဒ္ဒရာဟာကြေပြောပြီးနလွန်းတာကြောင့်ရှာဖွေရေးလုပ်ဖို့ခက်ခဲနေတာပါ။အခုတော့ American ရေချောင်းစက်ရုပ်နည်းပညာကုမ္ပဏီ Ocean Infinity ကိုဒီဇင်ဘာလ30ရက်ကစပြီးရေအောက်ကျမ်းပြင်မှာပြန်ရှာဖို့ contract ပေးလိုက်ပြီလို့ကြေညာထားပါတယ်။ contract တံပိုးက ဒေါ်လာတန်း80ဖြစ်ပေမဲ့လင်းရင်ပြည့်စည်တွေးမှသာကုမ္ပဏီဘက်ကကုန်ကြားစည်ကိုပြန်ရမှာဖြစ်ပါတယ်ခင်ဗျာ။ ဝီဟမ်မင်းလီယိုရဲ့၃ရက်ကြာလေဗနွန်နိုင်ငံခီးစဉ်ဟာအင်္ဂါနေ့မှာ ဆုံးသက်လိုက်ပြီးခီးစဉ်တွင်ငြိမ်းချမ်းရေးအတွက်ပြင်းပြင်းပြပြတိုက်တွန်းခဲ့ပါတယ်။ကြောင်းမတ်ပွဲစစ်ပွဲတွေမှာအပြန်အလှန်ရန်လိုမှုတွေနဲ့ဖျက်ဆီးမှုလမ်းကြောင်းပေါ်ရှောက်လန်းခဲ့တာအချိန်တော်ကြာမြင့်ခဲ့ပါပြီ။အဲ့ဒါရဲ့ဆိုးရွားလာတဲ့ရလဒ်တွေကိုလည်းလူတိုင်းကမျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ကျွန်တော်တို့လမ်းကြောင်းပြောင်းဖို့လိုအပ်နေပါပြီ။ငြိမ်းချမ်းရေးအတွက်ကျွန်တော်တို့နှလုံးသားတွေကိုပညာပေးဖို့လိုအပ်နေပါပြီလို့ပုံရမ်းမင်းလီယိုကပြောဆိုပါတယ်။ ဘေရုတ်မြို့မှာကျင်းပတဲ့ဝိပုစုတောင်းပွဲမှာပြည်သက်တသိန်း5000ကျော်တက်ရောက်ခဲ့ပါတယ်။နိုင်ငံရေးခေါင်းဆောင်တွေငြိမ်းချမ်းရေးအတွက်ဆက်လက်ကြိုးပမ်းဖို့တိုက်တွန်းခဲ့ပြီးဘာသာရေးခေါင်းဆောင်တွေကြားညီညွတ်ရေးကိုလည်းတောင်းဆိုခဲ့ပါတယ်။ကဘာတော်ပြန်ပွားနေတဲ့ပြိပခတွေကြောင်းလူသားမျိုးနွယ်ရဲ့အနာဂတ်ဟာအန္တရာယ်ရှိနေပြီလို့လည်းပုံရမ်းမင်းကသတိပေးခဲ့ပါတယ်။ပုံရမ်းမင်းရဲ့ဘေရုတ်မြို့ဝိပုစုတောင်းပွဲဟာဒေသခံများပြားကိုဆွဲဆောင်ခဲ့ပြီးအများစုကအလန်တွေဝေယမ်းကပုံရမ်းမင်းရဲ့ကောင်းချီးမင်္ဂလာတွေကိုတောင်းခံခဲ့ကြပါတယ်။ 2029ခုနှစ်ကလူနေရာကျော်တည်ဆုံးခဲ့ရတဲ့ဘီရုတ်စိတ်ကဲပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာကိုပုံရံအမည်တွားရောက်ခဲ့ပါသေးတယ်။ထိမ့်မက်နေရာမှာပန်းဝေချခဲ့ပြီးအသက်ရှင်ကျန်ရစ်သူတွေနဲ့တည်ဆုံးသွားသူတွေရဲ့ဆွေမျိုးသားချင်းတွေကိုဗရီယုံလက်ဆောင်တွေပေးရပြီးနှစ်သိမ့်စကားတွေပြောကြားခဲ့ပါတယ်။အဲ့ဒီဘုံပောက်ကွဲမှုမှာဖခင်ပြည်သူတည်ဆုံးခဲ့ရတဲ့တာတီယာနာဟက်ဆူရီတီကပုံရံအမည်ကြီးဒီကိုရောက်ရှိလာတာကကျွန်မ ကျွန်မရဲ့မိသားစုနဲ့တခြားမိသားစုအားလုံးအတွက်ကြံ့ကြံ့ခံနိုင်ဖို့အားပေးစကားလာပြောကြားပေးတာဖြစ်ပါတယ်။သူကျွန်မတို့ကိုမြင်ပါတယ်။ကျွန်မတို့ရဲ့နာကျင်မှုကိုလည်းသိပါတယ်။ကျွန်မတို့ကိုမျှော်လင့်ချက်ပေးဖို့သူဒီကိုရောက်လာတာပါလို့ပြောခဲ့ပါတယ်။လက်ဘရွန်သမရဂျိုးဆက်အောင်ကလည်းပိုယန်းမင်းကိုဂျေဇုတင်စကားပြောကြခဲ့ပြီးပိုယန်းမင်းရဲ့သတင်းစကားကိုလက်တွေ့ကျင့်သုံးဖို့ဂရိကူကိုပြုခဲ့ပါတယ်ခင်ဗျာ။ းရှားနိုင်ငံဆူမတရာကျွန်းရဲ့နေရာတော်တော်များများကိုရေလွှမ်းမိုးသွားပြီးတဲ့နောက်ကေဆေးအဖွဲ့တွေဟာရှုံတော်ထက်ထက်ကြားထဲကနေအိမ်တွေနဲ့အလောင်းတွေကိုဒူးဖော်ရှာဖွေနေကြပါတယ်။ဒီသားကနေကတော့ရည်စည်းနဲ့မြေပြမှုတွေကနေလွတ်မြောက်ဖို့တစ်ပင်တွေအိမ်ခေါ်မှုတွေကိုဖတ်တွယ်ထားခဲ့ရတယ်လို့ပြောကြပါတယ်။ရေပိတဲ့သူတို့ကကျမနဲ့ကျမသားအိမ်ကထွက်လာပြီး10မီတာလောက်ပဲပြေးရသေးတယ်။ချက်ချင်းမောင်မှိတ်သွားတာပါပဲ။အဲဒီနောက်ကျမတစ်ပင်မောင်းတက်လိုက်တယ်။တားလေးလက်ကိုလှမ်းဆွဲထားနိုင်ခဲ့ပေမဲ့ရေထဲပါလာတဲ့အရာဝတ္ထုတစ်ခုက ကျမတို့ကိုလာရိုက်တယ်။ကျမသားလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်။တေးရမယ်ဆိုရင်လည်းတေးပါစီတော့လို့တွေးပြီးလက်ခံလိုက်ပါတယ်လို့ပြောပါတယ်။တောင်ဝါရှားနဲ့ရှီတောင်အာရှမှာပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ရေကြီးမှုတွေမှာအင်ဒိုနီးရှားနိုင်ငံကအထင်အရှားဆုံးဖြစ်ပါတယ်။လူပေါင်း1.5သန်းကျော်အိုးအိမ်ဆုံးခွာခဲ့ရပြီးလူ900ကျော်ထိဆုံးခဲ့ပါတယ်။တရားမွေတစ်ခိုးထုတ်တာတွေကြောင့်အခုလိုမိုးသီးတံစွာရွာတဲ့တံကို ပိုဆိုးစေခဲ့တာလို့ဒေသခံတော်တော်များများကပြောကြပါတယ်။ဒီလူတွေကတတော်တွေကိုကြီးမဆိုင်ကြဘူး။ ခုတော့ဒုက္ခတွေကိုကျွန်တော်တို့ခါးစည်းခံနေရပြီကျမတို့ကသားကောင်တွေဖြစ်နေရပြီအရာအားလုံးပျက်စီးကုန်ပါပြီလို့ဒေသခံတူကပြောပါတယ်စီရီလင်္ကာနိုင်ငံမှာတော့ရေပြန်ကြစားပြုတ်နေပါပြီဒါပေမဲ့စီးပွားရေးချက်တဲကနေပြန်လဲရုံထနေရတဲ့နိုင်ငံဖြစ်တာမို့ဒီလောက်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုကိုတုံ့ပြန်ဖို့အိန္ဒိယနိုင်ငံတွေလောက်အရင်မြင်မရှိပါဘူးမုံမရွာခင်ကတည်းကကြိုတင်ပြင်ဆင်တဲ့အနေနဲ့အသက်82နှစ်အရွယ်ပြင်ဆင်ရေးလုပ်ငန်းလုပ်ကင်သူတူဟာသူ့ပစ္စည်းတွေကိုဆိုင်ရဲ့ဒုတိယတက်ကိုရွှေ့ထားခဲ့ပါတယ် ဒါပေမဲ့ electronic ပစ္စည်းတွေကိုရေမဆိုးအောင်ကာကွယ်ဖို့မလုံလောက်ခဲ့ပါဘူး။ဒီတဘာဘာဘေးကြောင့်ဒေါ်လာ2000ကျော်ဆုံးရှုံးခဲ့ရတယ်လို့သူကခံမှန်ပါတယ်။အရာအားလုံးရေထဲပါသွားပါပြီ။ခုတော့ကျွန်တော်တို့ဘာမှမရှိတော့ပါဘူး။တုံရအနေပြန်စားတော့မှာပါလို့ပြောပါတယ်။အခုလိုရေလွှမ်းမိုးမှုဖြစ်စေတဲ့အားကောင်းတဲ့မုန်တိုင်းတွေဟာရှေ့တောင်အာရှအတွက်ပုံမှန်ခြေနေတဲ့ new normal ဖြစ်လာနိုင်တယ်လို့ရာသီဥတုပညာရှင်တွေကသတိပေးထားပါတယ်။ ီနှစ်မှာဒေသတွင်းပုံမှန်မဟုတ်တဲ့အားကောင်းတဲ့မိုးရွာတွေကိုကြုံတွေ့ခဲ့ရပြီးမလေးရှား၊ဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာလည်းတည်ဆုံမှုတွေနဲ့ပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ခင်ဗျာ။ တမရထရန်ဆိုရရဲ့ထိတ်တန့်ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာတမရပူတင်နဲ့ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပေမဲ့သဘောတူညီချက်မရရှိဘဲခရီးမလင်နန်းတော်ကနေလက်ဗလာနဲ့ပြန်လာခဲ့ကြပါတယ်။စတီဖ်ဝေကော့ခ်နဲ့တမရထရန်ရဲ့သမတ်ဂျာရက်ကူစနာတို့ဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့တာဝန်နဲ့ပြန်လည်ပြင်ဆင်ထားတဲ့အမေရိကန်ငြိမ်းချမ်းရေးအစီအစဉ်မူပေါင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။တမရပူတင်ရဲ့နိုင်ငံခြားရေးမူဝါဒကြံပေးကတော့အပြူသဘောဆောင်တဲ့ဆွေးနွေးမှုတွေဖြစ်ခဲ့ပေမဲ့ လုံဆောင်ဆရာတွေကတော့အများကြီးရှိနေသေးတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါမှမဟုတ်တာမဟုတ်ပဲ9နာရီကြာမြင့်ခဲ့တဲ့အဲ့ဒီဆွေးနွေးပွဲဟာအလွန်ရေးပါပြီးအဖြူသဘောဆောင်တယ်အလွန်အထိပယ်ရှိတယ်လို့ပြောပါတယ်။ကျွန်တော်တို့အချို့ယာတွေကိုသဘောတူညီခဲ့ကြပြီးအချို့ယာတွေကိုတော့ဝေဖန်မှုတွေပေးခဲ့ပါတယ်။သမရပူတင်ကလည်းအဆိုပြုချက်အများပြားပေါ်ကျွန်တော်တို့ရဲ့သဘောထားတခါတလေအနှုတ်သဘောဆောင်တဲ့သဘောထားတွေကိုလည်းသမရကမဖုံးကွယ်ခဲ့ပါဘူးလို့ သမရပူတင်နိုင်ငံခြား၏အကြံပေးကပြောပါတယ်။ဆွေးနွေးမှုအသေးစိတ်ကိုတော့မပြောဆိုသေးပေမဲ့နေမြပိုင်တဲ့ကိစ္စကိုဆွေးနွေးခဲ့ကြတယ်လို့ယူရီယူရှော့ကော့ဖ်ကပြောပါတယ်။မော်စကိုဆိုရဟာသူတို့တောင်းဆိုထားတဲ့နေမြပိုင်ဆိုင်မှုကနေနောက်မဆုတ်သေးပါဘူး။လက်ရှိသူတို့တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ယူကရိန်းပိုင်နယ်ရဲ့20ရာခိုင်နှုန်းမှာရုရှားအချုပ်ချာအာဏာကိုသာမကယူကရိန်းစစ်တပ်ကိုရှင်တဲ့နေရာတွေကနေတက်ဆုတ်ပေးဖို့တောင်းဆိုနေပါတယ်။ယူကရိန်းတပ်ဖွဲ့ဝင်အင်အား30ရာခိုင်နှုန်းကျော်ရှော့ချဖို့နဲ့ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိုလုံးဝဖျက်သိမ်းပေးဖို့လဲရုရှားကတောင်းဆိုနေပါတယ်။ယူကရိန်းသမ္မတဇယ်န်စကီကတော့ယူကရိန်းပေါ်ထောက်ခံမှုတွေကိုအခိုင်အမာရရှိဖို့ဥရောပနိုင်ငံတွေကိုခီးလှည့်လည်နေခဲ့ပါတယ်။အမေရိကန်ရုရှားငင်းချင်းဆွေးနွေးပွဲအသေးစိတ်ချက်လက်တွေမထွက်ပေါ်ခင် သူကရုရှားရဲ့ရန်လိုမှုကနေသူ့နိုင်ငံကိုရေရှည်ကာဝယ်ဖို့လိုအပ်ချက်ကိုနောက်တစ်ချိန်ထပ်လောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကဒီစစ်ပွဲကိုဆုံးသက်ပါမယ်။ရုရှားက၁၀နှစ်အတွင်းတတိယအကြိမ်ပြန်မကျူးကျော်လာနိုင်တဲ့အခြေအနေမျိုးနဲ့ဆုံးသက်ရပါမယ်။ရုရှားကျူးကျော်မှုကထပ်ဖြစ်နိုင်ပါတယ် ။ဘာကြောင့်လဲဆိုတော့အဲ့ဒါကသူတို့ရဲ့အဓိကရည်မှန်းချက်ဖြစ်လို့ပါလို့ဇလန်စကီကဆိုပါတယ်။ရုရှားတွေဘက်ကဘာပေးယူမှမလုပ်ဘဲဒီတိုင်းဆက်သွားမယ်ဆိုရင်ယူကရိန်းဟာအန္တရာယ်ရှိတဲ့စံတမနာတစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးဥရောပပြည်သူတွေကဇလန်စကီရဲ့စိုးရိမ်မှုကိုမျှဝေခံစားနေရပါတယ်ခင်ဗျာ။